။အဲ့တော့ကျွန်တော်တို့ဖိုင်တာအနာတိုင်းမှာစနေပုံမှန်စနေရရှိကမှဖြစ်ပါတော့ဒီနေ့တစ်ဆက်ပြချင်တဲ့လက်ဝဲပွဲလေးပါပေါ့နော်။အဲမင်းညားကပေါ့နော်မင်းညားကကျမသွားခဲ့တဲ့လက်ဝဲပွဲမှာပေါ့နော်။နိုင်ခွေးရသွားခဲ့တဲ့စုံငူရဲ့တပည့်နော်။ခွန်ခမမင်းမှာအစွမ်းပြခဲ့တဲ့အောင်ထောက်ဦးနဲ့ရေသွေးရဲ့တွေ့ဆုံပွဲလေးပေါ့နော်။ဆိုတော့အခုဘွေးလို့ကျွန်တော်တို့ဆက်လက်ကြည့်လိုက်အောင်။ကျွန်တော်တို့ရေးဆိုင်နော်။အောင်ထောက်ဦး တော့ဦးကနေတော့ဖြစ်ပြီနော်အနေအပေါ်ပေါ်စီးသားပြီးတော့ဒေတရတော့ကျွန်တော်အောင်ထဦးကနော် ANS မှာလည်းအကောင်လုံးသူနဲ့ကစားသမားဖြစ်ရွေးချယ်ခံရတာနော်ဆိုတော့ဒီပြည်ထဲမှာအောင်ထဦး1 2 3လောက်နေထိုးတယ်ပေါင်းနေသေးသေးခမဘွဲမှာလည်းခမဖိုက်တော့ပြည့်ပြည့်နေအောင်ဆိုတာနော် ဝန်တူတွဲလုံးထုတ်အောင်ထုတ်ဟောဆောင်တော့ဝန်တူတွဲလုံးနဲ့ကောင်းလိုက်ဟဲ့ချစ်ကန်ရတယ်လည်းကောင်းလဲသူလူငယ်ချင်းမှာတော့အောင်ထုတ်ရဲ့ပါဝါတော်တော်ကြီးနော်ခမဖိုင်တာနဲ့ကြတော့ခမဖိုင်တာကိုကြီးကိုချက်တဲ့လောက်တဲ့စိတ်ပါဝါမရှိဘူးအိုးကျေးဇူးကြောက်ရအောင်ထုတ်ရဲ့အောင်ထုတ်ရဲ့လက်တွဲလုံးနဲ့နော်မစရင်စိုက်ရခြင်းနဲ့တပြီကျေးဇူးမစရင်စိုက်ရခြင်းနဲ့တပြီနော်ဆုံးလုံးရဲ့ တော်တော်တပည့်လိုပြောလို့ရအောင်ကုတ်နော်အိုချက်တွေထောက်လိုက်အောင်ထူတောင်းလိုက်ရတယ်။အိုနင်းချီတွေကောင်းလဲ။ခမခမဘိုးပြီးတဲ့နောက်မှာအောင်ထုတ်တော်တော်လေးကိုပေါင်းလာတွေ့ရတယ်နော်။သိတဲ့လေကြွလာနေတွေ့တယ်။အောင်ထူ လုတ်ကိရကနေဟိုက်ကိရကနေအောင်ထူးဝန်တူတွေထိုးတယ်လုတ်ကိရကနေအောင်ထူးဝန်တူတွေလုံးနေထိုးတယ်အိုးရေသွေးကျသွားပြီကျပနာချင်လာတယ်နော်အောင်ထူးရေသွေးကိုနှစ်ချိန်ဒီမှတ်စိန်ရေကန်တိပိများတော့များတော့30 အောင်ထုတ်ကခွန်ခမထိုးပြီးတော့နောက်မှာတော်လေးကိုကိုကောင်းအောင်သူပဲနော်ခွန်ခမဘွဲ့မှာလဲဘွဲ့ရင်ခမဖိုက်တော့နော်လုံးဝကိုယ်ပြေးပြီးတွေ့ပြန်ပြန်ကြောက်အောင်ထိုးထိုးပြရနော်ဟုတ်ကဲ့ဒါလေးတော့ဆွေးနွေးဦးရဲ့တပည့်ဖြစ်တဲ့အောင်ထုတ်ဦးပေါ့နော်မင်းညာကဒီမှာဆက်လို့ဝေခွန်မှာရေသူပထမရှိမှတင်လေတို့နိုင်ငံကပြည်ပေါ်တွေဖြစ်ပါတော့ကိုမျိုးချင်းတွေအတွက်အားလုံးကြည့်ကြပါလေကျွန်တော်ဆိုရင်လည်းတော့ဝေခွန်ပါမယ် இது என்ன பண்ணுங்க அப்படின்னா யூஸ் அண்ட் அண்ட் யூஸ் ஃபஸ்ட் பார்த்தீங்கன்னா சுசாலு கப்பிட்ட வரணும் அதை சுற்றிட்டு மாதிரி